မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာအဲဆရာမိတ်ဆွေတို့ဆရာကအခု2025ခုနှစ်ဒီဇင်ဘာလတစ်လစာဟောစရံကြီးကိုဟောကြားပေးမှာပေါ့ဟောစရံကြီးမဟောကြားခင်မှာဆရာမိတ်ဆွေတို့ကိုဆရာကပြောလို့တာလည်းရှိပါတယ်ဒါကမှလည်းဆိုတော့ဆရာတို့ဒီ2025မှာဆိုလဲဆရာတို့တလာပြီးတလာတလာပြီးတလာဟုတ်လားဟောလာတာဆရာမိတ်ဆွေတို့အခုဆိုလို့ရှိရင်နှစ်ရနောက်ဆုံးလာဖြစ်တဲ့ဒီဇင်ဘာလကိုရောက်ရှိလာပြီအဲ့တော့2025ခုနှစ်အတွင်းမှာဆရာကိုတနည်းစာကြည့်ခဲ့တဲ့မိတ်ဆွေများအဲမိမိတို့ရဲ့ကံရှင်တွေအထောက်အကူဖြစ်ခဲ့ရလား အဲမိတ်ဆွေတို့အနေနဲ့ဒီနေ့ဟာကန်ဆိုးလာကန်ကောင်းလာလေဆရာကိုအကြံပေးရောထို့ပြင်ဆရာထပ်မာလို့တာကအဲဆရာတို့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ပြောင်းလာလိုက်ဆိုပေမဲ့လို့မိတ်ဆွေတို့အနေနဲ့အဲဒီမကြခင်မှာဆရာ2026အတွက်လိုအပ်တာလေးတွေကိုဆရာဟောပြီးတော့မယ်ပြင်ဆင်ပြီးတော့မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ2026ကိုဆရာတို့တနေ့စာကိုတကယ်ကိုတက်ကနစ်ကြကြနဲ့တေချာတွက်ချက်ပြီးတော့ အဲသုံးတက်ပြီးတော့မှဖြစ်တဲ့အတွက်အဲ့ဒီ926အတွက်တနစ်စာကိုလည်းဆရာတို့ကကဏ္ဍပီတွေနေသုံးလမ်းပေါ်နေတဲ့အမျိုးမျိုးနဲ့ပဲတွက်ချက်ပြီးတော့သုံးတက်ပြီးတော့ဖြစ်နိုင်ရရှိတဲ့အရာတွေကိုဆရာတို့ကဆွတ်ထုတ်ပြီးမှဖြစ်တဲ့အတွက်အဲ့ဒီတနစ်စာသုံးတက်တာလေးတွေကိုလည်းမိတ်ဆွေတို့အနေနဲ့အဲလိုအပ်မယ်အကျိုးထူးမယ်တစုံတရာဆိုရင်တော့စောင့်ကြည့်ပေးပါဦးဆရာငယ်ပီတွေ Facebook မှာဖြစ်ဖြစ်မိတ်ဆွေတို့ဘယ်အရှာမိမိယုံကြည်တတ်ဝင်တော့ဆရာနားမှာဖြစ်ဖြစ်တရားလေးစောင့်ကြည့်ပြီးတော့ ိုအကြံဉာဏ်ကောင်းလေးတွေမိတ်ဆွေတို့ရသလောက်လေးယူကြည့်ပါဒါဆိုရင်မိတ်ဆွေတို့တစ်နှစ်မှာတော့ဇရာဆိုတာကတော့သူတို့ဟာသူတို့နီးစနစ်ကြကြကျွမ်းပြီးသားဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အထောက်အကူလေးဖြစ်မယ်ဒါကြောင့်ဆရာကိုလည်းမိတ်ဆွေတို့ယုံကြည်တယ်ဆိုရင်စောင့်ကြည့်ပေးပါအောင်လို့ဆရာကပြောရင်းနဲ့ဥစွာကမှမပြောမီဆရာငွေနာမှာ2026ခုနှစ်အတွက်တစ်နှစ်စာဟောစရာမှာယူလို့တဲ့မိတ်ဆွေများအဲကြိုတင်စရင်ပေးလို့ရပါပြီဆိုတဲ့အကြောင်းနဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတလျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5055နဲ့မှာဖြစ်စီစရင်ကြိုတင်သွင်းရပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲ စကားတွေမှာပို့ပဲတနစ်စာတော့စလိုက်ရအောင်နမောတတဘဂဝါသောအရဟသောဓမ္မံတံဘုဒ္ဓတာတာရဏရောနှစ်2569မြန်မာတောက်ရဲ1389ခုနှစ်နရောလာပြာသူလာအတွက်ဟောစရံခရစ်တန်2025ခုနှစ်12လပိုင်းဒီဇင်ဘာလအတွက်တလဆာဟောစရံကြီးနဲ့ချောင်းရံဆောင်းရံအတွက်ကိုမိတ်ဆွေတို့ကိုပြောပြပေးမှဖြစ်ပါတယ်ခင်ဗျာဒီလအတွင်းမှာ လေးရက်ဆနလ2025ဂျာဇာဗရီနေဟာနရောလာပြီနေဖြစ်ပြီးတော့ပြည်ထောင်အနေနဲ့ဖြစ်ပါတယ်ထို့အတူ16ရက်ဆနလ2025ဂျာဇာဗရီနေဟာနရောလာပွဲရက်လည်းဖြစ်ပြီးတော့ဗျာ ပြဒရာရရလေးဖြစ်တယ်။ထို့အတူလာပြီရောလာွယ်ရောဟာမိစုတို့အတွက်ဇာတာပရိနေဖြစ်တဲ့အတွက်တော့မိစုတို့အတွက်ဒါလေးကိုတော့ဆရာနောက်ခေါ်ပြပေးပါမယ်။ပြန်ပြောပေးပါမယ်ခင်ဗျာ။၄ရက်၁၂လ2025ဇာတာပရိနေဟာနတော်လာပြီနေဖြစ်ပြီးတော့၁၈ရက်၁၂လ2025ဇာတာပရိနေဟာပဲနတော်လာွယ်နေဖြစ်ပါတယ်။ဒီလအတွင်းမှာနဂါဟုကောင်းအပြောင်းလဲရှိပါတယ်။၁၆ရက်၁၂လ2025အင်္ဂါနေ့တွင်နဂါကောင်းဟာ အရှိရမနေ၍တောင်ရက်သို့ဖလှယ်ပါမယ်ဒီလအတွင်း၁၆ရက်၁၂လ၂၀25အင်္ဂါနေ့ဟာနဂါးကောင်းဟာနဂါးရဲ့ဥကောင်းဟာအရှိရက်ကနေပြီးတော့တောင်ရက်သို့လှည့်ပါမယ်ထို့သူအမိကမြောက်ရက်ဝမ်းကအနောက်ရက်ကြောကအရှိရက်သို့အတိတိတည်ရှိနေကြပါလေ ဒါကြောင့်မိတ်ဆွေတို့အနေနဲ့နတ်နဲ့နာကမလွယ်စားနေဆိုတဲ့အတိုင်းရှီချုံလဲမပဲကောင်းကြောင်းဈေးလုံးလဲမလွယ်ကောင်းကြောင်းနဲ့မိတ်ဆွေတို့ရဲ့လူရကိစ္စအိမ်မှုအပြောင်းရွှေ့နတ်နဲ့နာကဆိုင်ရာကိစ္စလေးတွေမှာတော့အဲရှိလူကြီးအစိုးအမှတ်တွေကိုလည်းမပြတ်ခွေပြုတဲ့ကြောင်းနဲ့မိတ်ဆွေတို့ဒါလေးတွေမှာတာမန်အဖြစ်သတိပြုစင်ကြင်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့နဂါးကောင်ကအဓိကကတော့အဲတောင်ရက်အရှိရက်ကနေပြီးတော့16ရက်နေကြရင်တောင်ရက်တို့လှည့်ပါမယ်ဆိုတာလေးဆရာထပ်လောင်းပြောကြလိုက်ပါတယ်ဒီ17လပိုင်းအတွင်းမှာကျမ်းမာရေးနဲ့ပတ်သက်လာရင် အထူးသဖြင့်လူအများမှဆိုရင်လည်းအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအစာအတော့လေးတွေနဲ့ပတ်သက်တာလေးတွေအစာမားတာမျိုးလေးတွေအပူအဆက်အေးအစာရှိတဲ့အရာလေးတွေမှာတော့အဲကိုယ်နဲ့မတည့်တဲ့အစာလေးမှာအလွန်ကျူးမစားဖို့လိုအပ်ကြောင်းနဲ့အစာရည်စီးလေရောက်တဲ့ပတ်သက်တာမျိုးလေးတွေ one pint နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမထက်ကိုတတိထားသင့်ပြီးတော့အတအားဖြင့်ငယ်ရွယ်တဲ့ကလေးငယ်လေးတွေကျမ်းမာရေးရှူကြတာမျိုးခမဲလူလာမျိုးလေးတွေတော့ဖြစ်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အတက်ငယ်သောကလေးငယ်လေးကိုလည်းအထူးသဖြင့်ဂယုစိုက်တတိထားရန်လိုအပ်ပါတယ်။ငကူကသွေးတိုးသွေး းတက်အရှိကအပြင်ချိတဲ့မိတ်ဆွေများဟိုဒီကာလမှာအတက်စာတွေတွေးတိုးစာတွေတွေးတက်စာတွေကိုတတိပြုဆင်ញင်တက်ကြောင်းအသက်ကြီးသူများဟိုလည်းတတိပြုဆင်ញင်ကြောင်းတင်ကြောင်းဆရာထပ်လောင်းပြောလိုက်ပါတယ်ဒီလအပြင်မှာခရီးသွားဆိုင်ရာကိစ္စတွေပြုလုပ်ရန်အားသာကောင်းမှုပြီးတော့နေရာဆိုင်ငင်းနဲ့ပတ်သက်တာမျိုးအပြောင်းအလဲနဲ့ပတ်သက်တာမျိုးရာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တာမျိုးအဲတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းရွှေ့လေးတွေများများလှုပ်ဆောင်တာမျိုးငဘောကရာလူတက်ဖို့ရာလူတိုးဖို့မျှော်လင့်နေတဲ့မိတ်ဆွေများဆက်လက်ပိုင်းတွေမှာများများပြုလုပ်ရန်လိုအပ်ပြီးတော့ ဒီနေရာကြီးကနေတန်ရုံးစင်တွေ့ပြီးတော့မဖြတ်နိုင်မနဲ့အခြားတနေရာကိုပြောင်းဖို့ပြီးတော့ခတ်နေတဲ့မိတ်ဆွေများပေါ်ကတော့ဒီကာလတော့ဒီမှာရဲရဲကြီးဆုပ်ဖြတ်ရဲရဲကြီးတိုက်ရဲရဲကြီးဆုပ်ဖြတ်ပြီးတော့လှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ပိုင်ဆိုင်တို့တက်အစီအပြေပြီးတော့ကံကောင်းမှုနဲ့ခွင့်ရေးကောင်းနေရရှိစေမှာအသေးချာပဲဖြစ်တဲ့အတွက်လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနဲ့အပြောင်းလဲနဲ့နေရာထိုင်နေလှုပ်လှုပ်ရှားရှားလူလှုပ်လှုပ်ရှားရှား အဲရွေးရှင်ရန်အတွက်တော့လိုအပ်ကြောင်းထပ်လာပြောကြားလိုက်ပြရစီဒါအပြင် OA ရှမ်းမီနဲ့ပတ်သက်လို့ရှိရင်စောက်လို့ရှင်နေ OA ရှမ်းမီဝယ်ရာမျိုးပြောင်းလာမျိုးရွှေ့ရာမျိုးလေးတွေအတွက်အားသာကောင်းမှုလွတ်တက်နိုင်ပြီးတော့ရှေ့တူဆောင်ရရန်လိုအပ်ပြီးတော့ငဘူကအမှုကိစ္စတွေမိသားစုကိစ္စတွေအမွေကိစ္စတွေယုံကလနာကိစ္စတွေအဲတန်းဟန်းဖြစ်နေတာတွေမပြီးမပြတ်သေးသောကိစ္စတွေမှာပြီးပြတ်ပြီးတော့ အားသာကောင်းမှုပြီးတော့ကံကောင်းတဲ့ဘက်ကိုရရှိစေမယ့်အတွက်တော့ယုံကိစ္စရဲကိစ္စအဲယာပြီးကိစ္စအလုံးကိုင်းကိစ္စအမှုကိစ္စအဝဝကိုလည်းရှေ့သူဥဆောင်ဆောင်နိုင်ရင်အားသာပြီးတော့တိုးတက်ပြီးတော့အဆုံးတတ်မယ်ကာလအဆုံးဖြတ်တိတိကျကျပေါ်မယ်လားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ထို့တူပဲစံစီစေစားစားတတ်ကုန်တဲ့ပတ္တတာတွေ အဲဈေးကောင်းတဲ့ဘာသာမျိုးလေးတွေများစွာဖြစ်ထွန်းတတ်တာမျိုးလေးတွေချိတူဆောင်ရရန်လှုပ်ဆောင်တဲ့တာမျိုးလေးတွေအကျိုးပေးသလိုဆက်ပစ္စည်းတို့စမ်းလို့စပားတို့မှာပို့ပြီးတော့တူလောင်လာတာမျိုးအဲကောက်ပဲတင်းငန်းလေးအဲဆနလို့စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေအဆရှိရရလေးတွေမှာလည်းတူလောင်ထားတာမျိုးစုဆောင်ထားတာမျိုးတွေကအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သလိုလက်ရှိမှာဈေးပါပဲမဲ့ဈေးတက်လာတာမျိုးလေးတွေအာသာတက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအယောင်ဝင်များစွာဖြစ်ထွန်းမဲ့ကာလဖြစ်ပြီးတော့ဆက်ပစ္စည်းယင်နဲ့ပတ်သက်တာတွေတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေခရီးသွ ွားဆိုင်ရာလုပ်ငန်းတွေအဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကုန်စည်ခီးသွားတဲ့ပတ်သက်တာမျိုးတွေဒီမှာချိတ်တိုးပြီးတော့ကုန်လန်ခီးသွားလေးတွေမှာလည်းချိတ်တိုးပြီးတော့ကူတန်းရောင်းဝယ်ဖောက်လို့ရှင်မှုတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါတယ်ထို့တူရွှေလက်ဝက်လက်စားအလကုန်ပစ္စည်းတွေအထည်လိုက်တွေဈေးကျတက်တယ်လို့ဈေးမငြိမ်မသက်ဖြစ်ခြင်းမျိုးတွေအကြဘတ်တို့များစွာဥတည်နေတာမျိုးတွေကြုံရတတ်တော့လဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိမိမိတို့ရဲ့လိုအပ်တတ်လို့အတော့ချအကြံများပေးရန်လိုအပ်ပါတယ် ထို့ပြင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေလူအများနဲ့ပတ်သက်တာမျိုးတွေတွေအဲ ठी အစရှိတဲ့အရာအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေဖျားတဲ့ကျောင်းကန်ဆောက်ဇီဒီဆောက်ဘာသာရေးဆိုင်ရာပဋိဌာန်လုပ်ငန်းလေးတွေအပြော်ပန်းနဲ့ပတ်သက်တာမျိုးလေးတွေဘာသာရေးတို့ festival တို့ရိုးရာတို့အနာထိတ်မှန်တို့နဲ့ပတ်သက်တာမျိုးပကြီးပကုဗေဒင်ပေဒစံကြံသရုပ်ဆောင်အမှုပညာ social media နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့မိတ်ဆွေတို့နဲ့ချစ်တို့ဆောင်ရချင်းအမြန်မြန်ပူရတာမျိုးအထင်ပေါ်ကျော်ကြတာမျိုးလေးပုံမူပြီးတော့ငကူကားတဲ့ထွန်းတောက်အောင်မြင်ပြီးတော့အများရဲ့အဖွဲ့အစည်းရဲ့အားကိုးခြင်းအားထားခြင်းအထင်ကြီးခြင်းဂုံသတင်းကြီးခြင်းတွေကြော်စောခြင်းတွေကြုံရတဲ့ ဲ့အတွက်တော့စိုင်းမုတ်တင်ခြင်းအမီပေးခြင်းဆိုင်ရာကိစ္စလေးတွေမှာချစ်လို့ဆောင်ရွက်ခြင်းစိုင်းမုတ်နဲ့ပတ်သက်တာတွေအမီခံလို့တာမျိုးအမီပေးတာမျိုးလေးတွေမှာမိတ်ဆွေတို့ထင်ပေါ်ကြော်စောခြင်းအမှုပညာအစုတို့တော့နဲ့ပတ်သက်တာမျိုးတွေမှာလည်းဒီကာလမှာစီးပွားထွက်တာမျိုး ဒါမျိုးလေးတွေအမိပေးခြင်းလောက်တာမျိုးစုံဖြတ်ဆောင်ရွက်တာမျိုးလေးတွေထင်ပေါ်ကြော်စုံးမှုအဟုတ်ဘူးရရှိစေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ချစ်တို့ဆောင်ရွက်ရတဲ့အာသာကောင်းမှုမျိုးတော့ကံကောင်းစီပြီးအပွဲစည်းအများဆိုင်ရာဒီမှာပါတီလိုအမတ်နိုင်ငံရေးလိုအစရှိတဲ့ယာလေးတွေအပွဲစည်းလိုအတင်းပွဲလိုနဲ့ပတ်သက်လူအများကကိုယ့်ရဲ့ဩဇာအာဏာကိုတက်ရောက်ခြင်းအဲဆွမ်းနာလိုကအပွဲစည်းလိုအစိုးရလိုအများလိုနဲ့ပတ်သက်တာမျိုးလေးတွေမိမိတို့ရဲ့အလုံးစုံဝင်အလုပ်ပေါ်မှာမိမိရဲ့အတွေးခေါ်ကြံစီလေးတွေကိုဇာတ်ရှိလောက်တာမျိုး share လောက်တာမျိုးလေးတွေဟာမိတ်ဆွေတို့အတွက်ကံကိုတိုးတက်ပြီးတော့ များအများပြုလုပ်တင်တော်လာထင်ပေါ်ကြော်စောခြင်းတွေများစွာရရှိမလားဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါတယ်ဒီလအတွင်းမှာငွေကြီးနဲ့ပတ်သက်ရင်အနှဲငယ်ကံအားတက်လာတယ်လို့ပြန်စရာလေးဒီမှာပိတ်ပင်ဟန်တာမှုလေးရနေပြန်လဲပွင့်နိုင်ပြီးတဲ့အခါရွှေနဲ့ဒေါ်လာစီးပြီးအနှဲငယ်ကြာတက်တော့ဘက်ကိုရောက်ရှိတက်ပါတယ် အရှိရင်းနဲ့ပတ်သက်လာရင်တော့လူငယ်တွေမေတ္တာရေးစာကိမနအားသာကောင်းမှုပြီးတော့ချစ်သူရတာမျိုးအဲရီးစားရတာမျိုးလေးတွေအဲရီးစားလဲရအိမ်အောင်လဲကြဖြစ်တာမျိုးလေးတွေအားသာပြီးတော့ခါကြတော့ကောင်းမွန်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်ထို့ပြင်မဲ့ငကုကသမီးရီးစားနေနေနဲ့ငကုကတုံးနဲ့တုံးတယောက်နဲ့တယောက်နားလည်းမလွဲနေတာမျိုးလေးတွေမှာဒီကာလမှာအဲ့ဒီကာလကိုရက်စဲပြက်စဲပြီးတော့အိမ်အောင်မျိုးရင်စိတ်ဆက်ခြင်းတိုင်ပင်ခြင်းဘဝတစ်ခုအနာဂတ်တစ်ခုကို ဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းလူကြီးမိဘထိမ်းမြမင်္ဂလာပြုလုပ်ခြင်းနေအဲတရွာမပြောင်းသူကောက်စနကယောက်ျားနောက်လိုက်ခြင်းနဲ့လိုက်သွားချက်နဲဆလာဒီလိုမျိုးလေးပေါ့နော်အိမ်တော်လူချင်းလေးတွေအတွက်တော့အားသာပြီးတော့အဲကြီးစားဘဝကိုရက်လို့နှလွားပေါင်းမှတိပ်ရွက်ဆိုတဲ့အတိုင်းအဲအိမ်တော်ဘက်စစ်ဆက်လက်ထက်ခြင်းမျိုးတွေအားသာပေါင်းမှုပြီးတော့ကြီးစားကမိမိရဲ့စစ်တော်မြန်လို့တော့သူကနေကိုယ်ကိုလက်ထက်ခွင့်တောင်းခံရတာမျိုးလေးကြုံရတတ်တယ်လို့ အိမ်အောင်ပြုမယ်မင်္ဂလာဆောင်မယ်ဆိုလဲဆရာငင်နာမင်္ဂလာရက်လာယူလို့ရအောင်ထပ်လောင်း marketing ဆင်းလိုက်တယ်ကောင်းပြီဆိုတော့ထို့အတူမိတ်ဆွေတို့နဲ့နှစ်ပေါင်း100တက်ရှိကြမှာကိုဆရာငင်နာမင်္ဂလာရက်ရေးစုအဲဆိုတော့ဒီလိုလေးပေါ့နော်နောက်တာပါနော်ကောင်းပြီမိတ်ဆွေတို့အိမ်အောင်ပြုစိတ်ဆက်လက်ထပ်မင်္ဂလာပြုလို့ရအောင်တော့အားသာကောင်းမှုတို့တက်နိုင်ပါတယ်အိမ်အောင်ရှင်အိမ်အောင်ဘန့်မှန်ပူဇာမှန်ချစ်သူမှန်ရည်စားမှန်အဲတူမဟုတ်လို့ရှိရင်မိမိရဲ့အနာဂတ်အတိတ်ကအရေးဆက်တဲ့အမှန်တွေနဲ့စုံစည်းရတတ်ပြီးတော့မပြီးမပြတ်တန်းလန်းတွေကိုဖြတ်ထုတ်ရက်စဲပြီးတော့ ကြီးစားတဲ့ချစ်သူတဲ့ဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းနေဟာဒုတိယပေါ်လာကနေပထမဆိုတာဟာနတ်တဲ့မိန်းတိုင်းလို့ဒီလိုမျိုးလေးတွေဆုံးဖြတ်ပြီးတော့တေချာကိုရွေးချယ်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်အိမ်ဆောင်ရှင်များအဖို့အိမ်ဆောင်ကြီးမှာဒီကာလဟာဒီလဟာဆက်လာပိုင်းဟာအဆင်မပြေနိုင်ကြမရှိဘူးတကယ်လို့အဆင်မပြေလာခဲ့ရင်လေမိတ်ဆွေတို့ရဲ့အိမ်ဆောင်ကြီးမှာတဦးတယောက်တစုံတစ်ယောက်ရဲ့ အကြောင်းပြုပြီးတော့အစင်မပြေခြင်းနဲ့နားလည်မှုလွယ်ခြင်းတွေသာကြုံရနိုင်တယ်။ဒါကြောင့်မိစေတို့နေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိမိတို့နေနဲ့မိမိတို့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ထပ်လွှဲရင်ဂျန်တဲ့သူကိုမယုံမှန်နဲ့အဲမိမိတို့ရဲ့အတွေ့အကြုံကိစ္စအဲမိမိရဲ့အိမ်တော်ဘက်ကိစ္စလေးတွေမှာဖွင့်ပြောတိုင်ပင်ကမှာပြဿနာကတော့ကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေအဲဖြစ်ရတတ်တဲ့အတွက်မိစေတို့နေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဲ ကိုယောက်ျားကိုရဲ့မိန်းမကလည်းဂျန်တဲ့သူမယုံပါနဲ့နေဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုတာမျိုးနေအမေကြောင့်ငါအမေကြောင့်ဆိုတာမျိုးလေးတွေဂျားလူတူတယောက်ကိုအကြောင်းမိပြီးဖြစ်ရတာမျိုးလေးတွေဂျုံဟာတက်တယ်လို့ဒီလိုတိုင်မြင်မိကမှမိမိကယုံကြည်လို့တိုင်မြင်တာမှမိမိရဲ့အိမ်တွင်းရေးကိစ္စတွေကိုတဟုတ်လီလွင်မဟုတ်တရားဆွဆွဲပြောဆိုခံရတာမျိုးလေးတွေဂျုံဟာတက်တဲ့အတွက်ကြောင့်မလို့ဘုံသတိမကောင်းမှုလေးတွေဂျုံဟာတက်တဲ့အတွက်ကြောင့်မလို့အဲမိမိတို့ရဲ့အိမ်တွင်းရေးမှာအိမ်တွင်းရေးဆိုတဲ့အတိုင်း အိမ်အပြင်ကိုမရောက်ဖြစ်စေဘူးလူအကြောင်းဆရာကထားလောက်ပြောကြလိုက်ပါတယ်အိမ်တော်ရှင်တို့ကခပ်ပွေပွေခတ်ချုပ်ချုပ်အိမ်တော်ရှင်များဘုရားတော့ဘူးပေါ်သလိုပေါ်တက်ပြီးတော့မထင်မှဖြစ်အရှုံအောင်ပေါ်ခြင်းနေအရှုံအောင်ဖြစ်ခြင်းနေကြုံရတဲ့အတွက်တော့ဒီလိုရှုပ်တဲ့ကောင်းတော့သွားပေါ့ကောင်းပြီဆိုတော့နောက်တော့ပါရှုပ်ထားတာလေးအားလုံးရှင်းကြပေါ့ဒီစနလပိုင်းပြမှာဆိုရင်မိတ်ဆွေတို့နဲ့ဒီလာတာပြမှာဆိုရင်အကျိုးပေးသောနေသားများအနေနဲ့ဆိုရင်အင်္ဂါသာသမီတောက်ကြသာသမီဗုဒ္ဓဖူးသာသမီတို့အင်္ဂါနေ့တောက်ကြနေ့ဗုဒ္ဓဖူးနေ့တွေမှာ လုတ်တဲ့အခါမှာတတိပြုဆင်ញင်ပြီးတော့အရေးကြီးတဲ့ကိစ္စလေးတွေကိုတတိထားဆင်ញင်ပြီးတော့ပြုမှုဆောင်ရရတော့လိုအပ်ပြီးတော့အင်္ဂါနေ့လိုတောက်ကြနေ့လိုဗုဒ္ဓဖူးရက်လိုဒီလိုအင်္ဂါသာသမီလိုတောက်ကြသာသမီလိုဗုဒ္ဓဖူးသာသမီလိုများကိုအတက်နိုင်ဆုံးမိမိနဲ့သူတို့ကဒုက္ခပြီးမှာတော့မဟုတ်ဘူးအတက်နိုင်ဆုံးတတိပြုဆင်ញင်ပြီးတော့လုတ်ဆောင်ရန်လိုအပ်ကြောင်းနဲ့အခက်အခဲကြက်တယ်လေးတွေပေါ်တက်ကြောင်းထလောင်းပြောကြလိုက်ပါရစေစက်တူလုပ်ငန်းတွေငွေကြေးအာမခံဆိုင်ရာလုပ်ငန်းတွေအစုစဲရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့အမှန်ကိုတတိထားဆင်ញင်ရမယ်လာဖြစ်ကြောင်းထလောင်းပြောကြလိုက်ပါတယ်ဒီလကတော့ မှာဆိုရင်တော့တနင်္လာနံနဲ့စတော့ຢာလေး စနေနံလို့ဂျာဇာဝိနံလို့အင်မတန်အားကောင်းပြီးတော့ကံကောင်းစီတဲ့ပြင်တနင်္လာသာသမိစနေသာသမိဂျာဇာဝိသာသမိတို့တနင်္လာရက်စနေရက်ဂျာဇာဝိရက်ဒီမှာအရေးကြီးသောကိစ္စတွေကိုတိုးချဲ့ဆောင်ရွက်လို့ဆောင်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်နှစ်ကဏ္ဍ၅ကဏ္ဍ0ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုနှစ်၅၃၀ကဏ္ဍလေးတွေဟာရှယ်ကဏ္ဍပြတာမဟုတ်တော့နှစ်၅၃၀ကဏ္ဍလေးတွေထိုးကျင်လဲထိုးပေါ်ပေါ့ဆရာရမှာဘုနော်အဲဆရာတော့မထိုးပစံကုန်ဆိုလို့နောက်ကောင်းပြီးတော့နှစ်ကဏ္ဍ၅ကဏ္ဍ9ကဏ္ဍတို့၂ရက်နေတို့၅ရက်နေတို့၂၈ရက်နေတို့၂၅ရက် ်နေတို့20ရက်နေတို့ဟာမိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီပြီးအကျိုးပေးတော့အရာုံနေနဲ့ဆိုရင်လိန်မော်ရောင်မိခိုးရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာဆိုရင်အဲမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာ12လပိုင်း9ရက်10ရက်20ရက်နေ့တွေကိုချစ်တူဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့ကြိုးစားသမျှအောင်မြင်သမျှအစီ စီစဉ်သမျှအကောင့်တွေပေါ်မဲ့ကာလဖြစ်ပါတယ်ဒီလာတာတော့ပြန်မှာဆိုရင်အိမ်ဆောက်ပနဲ့ရရေတွင်းတူလို့တဲ့မိတ်ဆွေများအင်္ဂလိပ်လိုပဲပြောပါမယ်ဒီဇင်မာလာ၁၀ရက်၂၅ရက်နေ့ဒီမှာပြုလို့ဆောင်ရွက်ပါအိမ်အောင်ပြုစစ်ဆက်လက်ထပ်မင်္ဂလာပြုလို့လို့တဲ့မိတ်ဆွေများကိုဒီရက်ဆက်လာပိုင်းဒီမှာဆိုရင်ဒီဇင်မာလာတရက်နေ့၂၁ရက်နေ့ဒီမှာအိမ်အောင်ပြုချင်းစစ်ဆက်ခြင်းတွေအားသာကောင်းမှုတူတက်နိုင်ပါတယ်ရှင်ပြုရဟန်းခံအိမ်တက်မင်္ဂလာပြုလို့လို့တဲ့ဆရာငယ်မိတ်ဆွေများ ဒီလက်ကတော့ဒီမှာဆိုရင်25ရက်18ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ဒီလက်ကတော့ဒီမှာဆိုရင်မိမိတို့လူရကိစ္စမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်လက်ချစ်ခုလဝပြီးသွားတာမျိုးလက်ရောက်ကလေးမိတွန်တောက်တိပြီးတော့ပြောဆိုလိုက်ရင်ကံကောင်းမှုနဲ့တူတက်မှုတွေရရှိစီပြီးတဲ့အခါ မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေရန်တို့ကယေရီယာအနေနဲ့ဆိုရင်တော့ပဋ္ဌာန်းစာအုပ်တို့ပရိသတ်စာအုပ်တို့ဘာသာရေးဆိုင်ရာစာအုပ်တွေခမည်းများဖြန့်ဝေခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေနိုင်သလိုမိတ်ဆွေတို့အနေနဲ့ဒီလက္ခဏာတို့ဒီမှာဆိုလို့ချင်းရင်ပြုလုပ်ရမယ့်အတိတ်ချာအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့တော့ဟိုအဆက်ဆက်ရရအောင်မြင်တိုးတက်စေပြီးကံကောင်းစေရန်တို့အတိတ်ချာပြုလုပ်တဲ့ပါဆိုရင်တော့မင်္ဂလာတုပ်ကိုတနေ့ကို ်မိမိတို့နိုင်ရာလေးတွေရွတ်ပြီးတော့မိမိတို့တက်စစ်ကလေးပဲဝင်ဝင်မိမိတို့စက်တရက်ပဲဝင်ဝင်တက်ဆိုင်ရမိမိတို့တရက်ပဲရွတ်ရွတ်ဗျာမင်္ဂလာတုတ်လေးတွေကိုခံမြန်းများမိမိတို့နဲ့ရွတ်ဆိုဆောင်ရွက်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အစီအမံပါအသေးချာပဲဖြစ်တယ်ဒီ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်တစ်ခုဆရာပေးချင်ပါတယ်ဒါနဲ့မပြောမိငါဆရာပုံစံလေးပြောင်းပြီးဟောပြထားပါတယ်ဆိုတော့17လပိုင်းအတွက်စကားလက်ဆောင်မပြောမိမှာအဲ31ရက်ဆန္ဒလာ happy new year နေ့ရတော့ဆရာငယ်မွေးနေ့ဆိုတော့အဲဆရာမိတ်ဆွေများအဲ ဝင်းနေလက်စားလေးလက်စခံနေပြီအော်ဒါမှလို့ရအော်ဒါတင်လို့ရပြီဆိုတာနောက်တာပါအဲ32ရက်12လလာတော့မိတ်ဆွေတို့နည်းဒီကိကာလာတို့တင်မှဆိုဆရာကဟော့စတန်ကြီးတွေပြက်ကလေးရေတရားတွေအမိတ်ပြန်တဲ့ရေတရားတွေဆရာပြောတယ်မိတ်ဆွေတို့တချို့မိတ်ဆွေများမသိလို့ရှိရင်လဲဆိုချယ်မှာပဲရိုက်ချလိုက်ပါအမိတ်ပြန်တဲ့ရေတရားလို့ပါတော့တကယ်လို့မဟုတ်ရင်လည်းမသိဘူးဆိုရင်လဲဆရာတိတက်တပုတ်ရှင်းစီဖြစ်စီလိုက်လေးတိတက်ဖြစ်ဖြစ်ဆရာပြန်လှည့်မိမှဆိုတဲ့အကြောင်းနဲ့ဆရာရဲ့ဆရာငယ်ပြီးနေ Facebook page ကိုဖြစ်ဖြစ်အဲ YouTube မှာဖြစ်ဖြစ်စောင့်ကြည့်ပြီးလိုအပ်ကြောင်းဆရာထားလောင်းပြောရင်းနဲ့ ဒီ2025ခုနှစ်အတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရတော့မိတ်ဆွေများခင်ဗျာတခါလေးမှကျွန်တော်တို့တွေကအမှန်တရားတွေကိုလှုပ်ဆောင်ကြတယ်ကိုမှန်ပြီဆိုရင်တခြားလူတွေကိုမားတယ်လို့မြင်တတ်ကြပါတယ်တကယ်တော့ဗျာတင့်နဲ့သုံးနဲ့ပေါင်းခြင်းဟာလေးဆိုတာမှန်ပါတယ်ခင်ဗျာသို့တော့ကိုမှန်တိုင်းနှစ်နဲ့နှစ်နဲ့ပေါင်းခြင်းဟာလေးဖြစ်နိုင်သလိုငါးတဲ့ကနေတင့်နှုံရင်လည်းလေးဖြစ်နိုင်ပါတယ် နှစ်နဲ့နှစ်နဲ့မြောက်ရင်လည်းလေးဖြစ်နိုင်တာဒါကြောင့်မလို့တစ်ခါလေးမှကိုကမှန်တယ်ဆိုတိုင်းတစ်ဖက်အရာတွေကမမနေတဲ့ကြောင်းနဲ့တစ်ဖက်အရာတွေကလည်းမှန်နေတိုင်းနဲ့ကိုဟာကိုတွက်ချတဲ့ကိုရဲ့အုံနောက်ညာဟာမမကြောင်းနဲ့တစ်ဖက်ကနေပြီးတော့မှန်တယ်ဆိုတိုင်းနဲ့လက်မခံတဲ့ကြောင်းနဲ့ကိုရဲ့အမှန်တရားဟာလေတစ်ဖက်လူရဲ့အမြင်ပါလေ မားမနေတဲ့ကြောင်းဆရာထလောင်းစကားလက်ဆောင်လေးလေးလေးနက်နက်ပြောလိုက်ပါတယ်နောက်တစ်ခုထပ်ပြီးကျင်ပါသေးတယ်နှစ်တွေလည်းကုန်လာပြီလတွေလည်းပြောင်းလာပြီ အခုတနှစ်ပြီးတနှစ်တရက်ပြီးတရက်နဲ့မိတ်ဆွေတို့ဘာကိုမျော်လင့်နေရတော့အုံဖွားဟလာဝိညာကန္တာဝကြွေးပါလာရဲ့ဇာငယ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အုံဖွားနဲ့မပြောက်ဘူးရေရာရှီလို့မပြောက်ပါဘူးခင်ဗျာလောကမှာအကောင်းဆုံးရေရာဟာဖယားတရားတန်ဃာတိဟုသောယေရနာမြတ်သုံးပါးကလွှဲရင်ဒီဘဝတွင်မှာကနောက်ဘဝတွင်လည်းအေးချမ်းကြောင်းနဲ့ဒီဖယားတရားတန်ဃာတိဟုသောယေရနာမြတ်သုံးပါးဟာလောကတွင်အကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးရေရာဖြစ်ကြောင်းပြောရင်းနဲ့ဇာငယ်မိတ်ဆွေများ2025ခုနှစ် ဒီဇင်ဘာလမှာသို့မဟုတ်2025နောက်ဆုံးလရဲ့ဒီဇင်ဘာလဟာမိတ်ဆွေတို့ရဲ့အစိုးညံ့တွေဟာဒီတလတာရဲ့အတွင်းမှာပဲဟလားဆွနာလူပေါ်အစိုးညံ့တွေကိုပုံစင်ပြီးဒီရဲ့နောက်ဆုံးလကစလို့လာမယ့်နေ့ရက်တိုင်းမှာအောင်မြင်တိုးတက်လို့ယတနာစင်းကြောက်ဇေတော်တိုင်းကစားနိုင်လို့တက်နေတကူလက်ဝေဖြိုးလို့အောင်မြင်ကြပါစေဆရာကတော့ဆရာရဲ့ဒီတစ်နှစ်တာပုံစင်မဲ့တစ်နှစ်တာတွင်မှာကျွန်တော်လက်ပြအောင်လုပ်ပါတယ်ကျွန်တော်လူတဦးတယောက်ပေါ်မှာဒုက္ခပေးတာမျိုးတွေထိခိုက်အောင်လုပ်တာမျိုးတွေအတွက်တော့ကျွန်တော် ကျွန်တော်ရဲ့အတီမှာတော့မလုပ်ခဲ့တဲ့အတွက်အတအတနိုင်ကျွန်တော်ဟာလည်းလက်ပြလုံနေနှစ်ဖြစ်ခဲ့ပါတယ်ဆိုတော့ငါ26မှာတော့ဘာဒီကံကောင်းလာမလဲဆိုတော့ဆရာကိုစောင့်ကြည့်ပေးပါဦးဆိုတဲ့အကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုလည်းပြန်မေးဖို့လိုအပ်ကြောင်းနဲ့ကိုယ်တိုင်ရောကောင်းခဲ့ရလားအရှင်ပြေခဲ့ရလားဆိုတာ ပြောလိုက်ပါအစီမပြေမှုတွေကိုလည်းမပစ်မတင်ပါနဲ့ကိုကိုကိုတဟာမှားခဲ့တယ်လို့မမြင်ပါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့မဆိုးအောင်လေစူးစမ်းနေဆရာတို့2026ကိုကြိုးစားလိုက်ကြအောင်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာလေးပါဆရာရဲ့မိတ်ဆွေတွေအားလုံးယတနာစိန်ကြောက်စင်တော့တိုင်းကစားနိုင်လို့တက်နေတဲ့ကိုလက်ဝေဖြိုးလို့အောင်မြင်မှုတွေလေးလေးပိုင်ဆိုင်လို့အောင်ရင်းနေမှန်လားဗျရရှိပြီးတဲ့အခါအစိုးရမရှိပဲအောင်မြင်ကြပါစေကြောင်းဆုတောင်းရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ